ားလုံးမင်္ဂလာပါဗျာ Forward Indie ပြည်နယ်ပြန်လည်ကြိုဆိုပါရစေဗျာဒီနေ့မှာတော့ကျွန်တော်က Techno Spectrum ပေါ့နော်ဒီကောင်လေးကို password ဖြတ်နေမြောက်ပြန်มาဖြစ်ပါတယ်ကျွန်တော်အရင်ဗီဒီယိုမှာလည်း Techno ဖုန်းလေးကို password ဖြတ်ပြခဲ့ပါတယ်အရေးကြီးတဲ့တစ်ခုကဘာလဲဆိုတော့သူက password ဖြတ်မယ်ဆိုရင် Gmail account တွေအဲ့တော့ password တွေ log တွေပြန် down တယ်အဲ့တော့ Gmail account တွေ password မသိဘူးကျွန်တော်အရင်လုံးလုံးဝကြတော့ကျွန်တော်အခုလို့ပေါ့နော်ကျွန်တော်ကွန်ပျူတာနဲ့ဖြတ်လိုက်ရတယ်ကွန်ပျူတာနဲ့ဖြတ်ရင်တော့ကျွန်တော် Gmail account တည်းက5မိနစ်ပဲကြာပါတယ်ဗျအဲ့တော့5မိနစ်ပဲကြာတယ်အဲဒါကတော့ကျွန်တော် ဒီအရေးအရေးကြီးတဲ့လူတွေပေါ့နော်အရေးမကြီးလို့ရှိရင်တော့ကျွန်တော်ဒီတိုင်းကွန်ပျူတာမလိုဘဲနဲ့ဒီတိုင်း manual ပေါ့နော်ကော့ကိုဖြတ်လို့လည်းရပါတယ်ကော့ကိုဖြတ်တော့အချိန်တော့နည်းနည်းပေးရလဲအဆင့်နည်းနည်းနည်းများပါတယ်အရင်ဗီဒီယိုမှာတော့ကျွန်တော်က customer ကနည်းနည်း long နေတော့ကျွန်တော်လည်းကွန်ပျူတာနဲ့ဖြတ်လိုက်ရတယ်ပေါ့နော်အဲ့တော့ဒီဒီနေ့မှလည်းအချိန်ရလို့ရှိရင်ကျွန်တော်တေချာလေး manual နဲ့ဖြတ်ပြပြဖြတ်ပြပါမယ်ဗျအဲ့တော့ loss တော့ကျွန်တော်ဒီမှာရှိတဲ့ password ကိုဒီမှာရှိတဲ့ password ကိုကျွန်တော်တို့တွေဖြတ်ဖြတ်မယ်နော်ဒီမှာ အဲဒီမှာရှိတဲ့ password ကိုကျွန်တော်ဘာမှမသိဘူးဒီမှာအဲ password ကိုကျွန်တော်တွေဖြန့်ဖြက်မှာပေါ့ဖြန့်မဆိုရင်ဒီဆုံးကျွန်တော်ဖုန်းပါပိတ်မယ်နော်ဖုန်းပါပိတ်လိုက်မယ် okay ဖုန်းပါပိတ်လိုက်ပြီဖုန်းပါပိတ်ပြီးနော်ကျွန်တော်အဲကျွန်တော်တို့တွေဒီမှာရှိတဲ့ power cloud ရှိတယ် power cloud ရှိတယ်အတန်ချဲ့တဲ့ cloud ရှိတယ် power power cloud နဲ့အတန်ချဲ့တဲ့ cloud တွေကိုပြိုင်နေမယ်နော် power cloud လေးနေမယ်အတန်ချဲ့တဲ့ cloud တွေကိုကျွန်တော်ပြန်ပြန်ပြန်နေလိုက်မယ်နော် 1,2,3,4,5အဲဒီလိုမျိုးဟိုတက်လာရင် power clock လေးကိုလွတ်လာပြီးအတန်းချဲတဲ့ clock လေးကိုခဏဖိထားပဲနော်။ Okay ဒါဆိုရင်ဒီမှာသူ့ရဲ့ recovery mode ထဲကိုဝင်သွားပါပြီနော်။ဒါအဲသူ့ရဲ့ recovery mode ထဲကိုရောက်ပြီ။အဲ့တော့ရောက်ပြီဆိုတော့သူ့ထဲကိုဝင်ဖို့အတွက်ကျွန်တော်တို့ကဒီမှာရှိတဲ့အဲဒီမှာရှိတဲ့ power clock နဲ့အတန်းချဲတဲ့ clock ဇက်တဲ့တို့ပြိုင်နေတဲ့တစ်ချက်စုံနေလိုက်မယ်နော်။ power clock ရဲ့ ပေါက်ခလုတ်ရဲ့အတန်ချဲတဲ့ခလုတ်အခလုတ်နဲ့ကို1 2 3 Z ဆိုပြီးရောပြိုင်နူတစ်ချက်နှိမ့်လိုက်ရင်အခုလိုမျိုးပေါ်လာမှာဖြစ်ပါတယ်အဲ့တော့ဒီလိုမျိုးပေါ်လာလို့ရှိရင်တော့ဒီမှာရှိတဲ့ဒီမှာမဟုတ်တော့ကျွန်တော်တို့ဒီမှာဒီမှာအတန်အတန်အတန်တိုးချက်ခလုတ်နဲ့သွားမယ်နော်ဘယ်ရောက်သွားမယ်ဆိုတော့ Y data အဲ့ဒီမှာဒီတောင်သွားမယ် Y data ဖရီရီဆက်တောင်သွားမှာဖြစ်ပါတယ်သွားမှာတော့ဒီမှာနော်အတန်တိုးချက်ခလုတ်နဲ့သွားမယ်ဒီမှာ why did the ferry reset down သွားမယ်အဲ့ဒါကိုဖြတ်မယ်အတီးပြုတ်မယ်ဆိုရင် power clone နဲ့အတီးပြုတ်မယ်เนาะကျွန်မအောက်မှာ power clone နဲ့ကျွန်တော်တီးပြုတ်လိုက်မယ် z โอเคဒါဆိုတော့သူကတေချလာတဲ့ဖုန်းနဲ့ရှိတာအကုန်ပြတ်မယ်ပေါ့အဲ့ဒါကိုပြောတာဖြစ်ပါတယ်တေချရင်ကျွန်တော်အောက်ကအောက်ကအောက်ရွေးမယ် free data ကိုရွေးမယ် UA အောက်က power โอเคကျွန်တော်အတန်တိုးချက်ခလုံးနဲ့အောက်ကိုရွှေ့လိုက်တယ်ပြီးတော့ AT ပြုတ်မယ်ဆိုရင် power ခလုံးနဲ့ AT ပြုတ်မယ်เนาะ AT ပြုတ်မယ်ဆိုတော့ power ခလုံးနဲ့ AT ပြုတ်လိုက်တော့မယ်โอเคဒါဆိုရင်သူစဖြတ်ပါပြီအဲ့တော့ ဒီနေ့မှသူ white data လုတ်ပေးနေတယ်အခဏတော့စောက်ပေးရတယ်ပြန်တော့တချို့လည်း3မိနစ်လောက်ကြာတယ်တချို့လည်း1မိနစ်လောက်ကြာတယ်တချို့အရင်လေးနဲ့ဖုန်းတွေဆိုပြန်တက်ဖို့အားလုံးပြီးစီဆိုရင်3မိနစ်လောက်ကြာတတ်တယ်ဒါလေးကတော့ခဏလေးနဲ့ပြီးသွားတယ်ဒါမှ re reboot noun လေးကိုနှိပ်လိုက်မယ်နော်အားလုံးရှင်းပြီးသွားပြီဆိုတော့ reboot noun နှိပ်မယ်ဆိုရင်အဲ့ reboot noun ကဒါမှ power clone နဲ့တည်ပြုလိုက်မယ် z okay ဒါဆိုရင်ဖုန်းကပိတ်ပြီးရောပြန်ပွင့်လာမှာဖြစ်ပါတယ်ဒါလေးခဏစောင့်မယ်ဗျအဲ့တချို့ဖုန်းတွေနဲ့3မိနစ်လောက်ကြာတတ်တယ်အဲ့တော့အားမရှိရင်အားလေးချိန်ပေးပါဗျအားရှိဖို့တော့ရေးကြည့်ပါတယ်ဗျာ โอเคဒီကောင်လေးကိုကျွန်တော်ပြန်ဆောက်မယ်ပြန်ပြန်တက်အောင်ဆောက်မယ်เนาะဒီကောင်လေးရတဲ့ခါကျလို့ရှိရင်3မိနစ်လောက်ကြာတတ်တယ်ဗျအားကုန်နေအားနေနေတော့အားလေးထည့်ပေးတာเนาะအားချက်ပေးထားပါအရေးကြီးပါတယ်ဗျโอเคအားဆိုရင်ပြန်တက်လာပါပြီဗျပြန်တက်လာလို့ရှိရင်ကျွန်တော်ရေဒီမှာရှိတယ်ဒီမှာ net net တွားလိုက်မယ်เนาะအကျွန်တော်စောစောပြောသလိုပဲဒီကောင်လေးကပေါ့เนาะဒီလို Gmail ကောက်တွေပြန်တောင်းလို့ရှိရင်เนาะကျွန်တော်တွေအကောက်ကြုံလေးကိုကျွန်တော်နောက်ပြီးဒီမှာတခြားလေးလုပ်ပေးမယ်เนาะโอเคအားဆိုလို့ရှိရင်ကျွန်တော်ဒီမှာ low set သူ့ရဲ့ region ကမြန်မာပါလာမသိဘူးเนาะမြန်မာပါရမြန်မာယူလိုက်မယ် Okay မြန်မာပါရเนาะမြန်မာပါရမြန်မာကိုကျွန်တော်ယူလိုက်မယ်နေဆက်သွားမယ်တော့ဒီမှာလဲ skin နေလိုက်မယ်ကျွန်တော်ကျွန်တော် single ဖြုတ်ထားလို့เนาะ Okay ဒီမှာ wifi ချိန်ပြရမှာဖြစ်ပါတယ်ဗျ wifi ချိန်ပြမယ်เนาะဒီကျွန်တော် wifi နေချိန်ပြလိုက်မယ်เนาะ โอเคအဲ့ဆိုလိုင်းကောင်းလာပါပြီဗျကျွန်တော် wifi လိုင်းကြနေလို့เนาะ โอเคအဲ့ဆိုပြီးတော့ကျွန်တော်ဒီမှာနှိပ်ဆက်သွားမယ်အဲပြီးတော့ဒီကောင်းကိုအမှန်ချစ်ပေးမယ်မှနှိပ်ဆက်သွားမယ်เนาะနှိပ်ဆက်သွားမယ်ဒီညလေးမှာအနေငယ်ကြာတတ်ပါတယ်ဗျခဏစောက်ပါမယ်โอเคဒီမှာပါလာနေတော့ update ကိုနှိပ်မယ်เนาะဒို update ကိုနှိပ်မယ်အော်ဒီနေ့မှာလည်းသူ wireless လဲမယ်ခဏစောက်ပေးရမယ်ဗျာ โอเคအဲ့ဆိုရင်ဒီမှာကြည့်လိုက်ပါအဲဒီမှာဒီမှာကျွန်တော်တို့သူခုနကသူ့ရဲ့ password ပေါ့နော်သူ့ password လာတောင်းနေကျွန်တော်တို့ကသူ့ရဲ့ password ကိုမသိဘူးပေါ့နော်မသိဆိုတော့ကျွန်တော် use my google မှာအဲ့ဒါနဲ့နေမယ်เนาะဒီမှာလေးကိုနေမယ်မှာလေးကိုနေလိုက်မယ်အဲ့တော့အဲ့တော့ဒီမှာကြည့်လိုက်ပါအဲဒီမှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ google account သူ့ရဲ့ gmail account ပြန်တောင်းနေတာပေါ့เนาะအဲ့ဒါဆိုလို့ရှိရင်เนาะ ဒါဆိုရင်ဒီဖုန်းက FB လောက်ကြသွားပြီပေါ့เนาะအဲ့တော့ကျွန်တော်မိတ်ဆွေမှ Gmail ကောက်သိရင် Gmail ကောက်လေးပြန်ထည့်သုံးရုံပါပဲဗျ။အဲ့တော့အေးဒီတော့ဆိုရင်အလုံးပဲကျွန်တော်မိတ်ဆွေများဒီဖုန်း password ကိုတော့ဖြတ်တက်ပြီးထင်ပါတယ်။ကျွန်တော် FB ကြုံနီးကိုတော့နောက်ပြီးတော့မှဆက်လက်ပြီးမြောက်ပေးမှဖြစ်ပါတယ်ဗျာ။ โอเคဒါဆိုကျွန်တော်အကျွန်တော်ဂျီမီကောက်ကျော်ဖို့ဖုန်းကိုပိတ်ပြီးပြန်ဖွင့်လိုက်ပါတယ်အဲ့တော့ကျွန်တော်ဆက်အစနေပြန်သွားမယ်အဲ့တော့ကျွန်တော်ဆက်သွားမယ်ကျွန်တော်အစနေပြန်စမယ်ပေါ့နော်ဒီနံပါတ် Wi-Fi password ထည့်မယ်နော် Wi-Fi password ထည့်မှသွား name ဆိုတဲ့ cloud နဲ့ပေါ်လာမှာပေါ့နော်အဲ့တော့ကျွန်တော်မိစင်များလဲ Wi-Fi password ထည့်ပေးပါအဲ့ဆိုရင်အောက်မှာ name store ပေါ်လာပါလိမ့်မယ်အဲ့ပေါ်လာပြီး name ဆက်သွားမယ်ပြီးတော့အမှန်ချစ်ပေးမယ် name ဆက်သွားမယ်အ agree by တောင်းပေးမယ်ပေါ့နော်โอเคဒီနံပါတ်ခဏလေးစောင့်မယ်ပြန်နော်ခဏလေးတော့စောင့်ပေးရတယ် โอเคဒီနေ့မှာဒုတ်ခေါ်ပြီးနေမယ်โอเคဒါလည်းခဏစောင့်ပေးမယ်နော်โอเคဒီမှာ Google use ကောက်လေးနေပြီးလိုက်မယ်ဒါဆိုရင်ကျွန်တော် Gmail ကောက်တောင်းတဲ့နေရာကိုရောက်သွားပါပြီโอเคဒီနေရာလေးပေါ့နော်ဒါဆိုကျွန်တော် daily ကိုကြိုးဖို့အတွက်အဲကျွန်တော်လေးစမယ်နော်ပြန်ထွက်လိုက်မယ်ကျွန်တော် Wi-Fi password တောင်းတဲ့နေရာကိုပြန်သွားမယ်နော် wifi password တောင်းတဲ့အောင်သွားမယ်။ okay ဒီမှာရှိတယ်။အဲအဲ့ဒါလေးကိုနှိပ်မယ်။အောက်မှာရှိတယ်။အဲအဲ့ဒါလေးကိုနှိပ်မယ်နော်။အဲပြီးလို့ရှိရင်တော့ continue နှိပ်မယ်။ ပြီးအပေါ်လေးမှာအပြောက်သုံးမျိုးရှိတယ်အဲ့ဒါလေးနှိပ်ပြီးတော့ကျွန်တော်တွေစတင်နှိပ်မယ်နော်စတင်နှိပ်ပြီးတော့အောက်ကအဲအဲ link နေနှိပ်မယ်နော်โอเคပြီးရင်အပေါ်မှာအပြောက်လေးသုံးမျိုးပေါ်လာလိမ့်မယ်နော်အပေါ်မှာအပြောက်သုံးမျိုးပေါ်လာလိမ့်မယ်အဲပြီးတော့ share အဲအပေါ်ဆုံးလေးနှိပ်မယ်ပြီးတော့ဖုန်းနဲ့လေးနှိပ်မယ်ဗျာနော်အဲဖုန်းနဲ့လေးနှိပ်မယ်ဒီမှာဖုန်းနဲ့โอเคပြီးတော့အပေါ်ကဖုန်းနဲ့လေးနှိပ်လိုက်မယ်ဒါဆိုရင် Google ထဲကိုရောက်မယ် I agree by တောင်းပေးမယ် app တွေပါတောင်းရင်မလုပ်ဘူးเนาะ โอเคဒီနေ့ထောက်လိုက်မယ်ပြီးအပေါ်လေးကိုထောက်လိုက်မယ်ကျွန်တော်တို့ဒီဟာလေးဒီစာလေးရိုက်ထည့်ပေးမယ်เนาะစာလေးရိုက်ထည့်ပေးပါအဲ့တော့ easy โอเค simple ပေါ့เนาะ easy simple solution ဆိုတာရိုက်ထည့်ပေးမယ်အဲပြီးလို့ရှိရင်မမီနူ၃ညောင်းနှိပ်မယ်အဲပြီးလို့ရှိရင်အပေါ်မှာရှိတဲ့ alpha v ဆိုတဲ့အပေါ်ဆုံးဟောင်းနှိပ်မယ်เนาะဒီညမှာကြုံညာဝင်တက်တယ်เนาะ အဲ့တော့ open setting နဲ့မပြထားဩဇာ setting နဲ့ရောက်သွားပြီကျွန်တော် setting အခြေအနေကြည့်မယ်အာ android 73ပေါ့နော်ဒီကောင်စနစ်73အကုန်အတူတူပါပဲစနစ်ကလွယ်တယ်73ကဒါပေါ့နော်73 74ဒီတိုင်းလို့လို့ရပါတယ်ဗျ okay ဒါဆိုကျွန်တော်တို့က assistant menu ဖွင့်ဖို့အတွက်အဲဒီကောင်လေးကိုနှိပ်မယ်ပြီးတော့အော် sorry ကျွန်တော်ဒီကောင်လေးကိုမဟုတ်ဘူးဗျဒီကောင်လေးကိုမဟုတ်ဘူး assistant menu ဖွင့်ဖို့ automatic တွေ့ပါပြီ โอเคဒီကောင်းလေးနေမယ် special future ပေါ့နော် assistant menu အဲမှာအမှတ်ချက်ဖွင့်မိမယ် along ပေးလိုက်မယ် got it နေလိုက်မယ်ဒါဆိုရင်မပေါ်လာပြီနော် assistant menu လေးโอเคနောက်တစ်ခုကိုသွားမယ်နောက်တစ်ခုက digital ally နေလိုက်မယ်ဟိုအောက်ဆုံးသွားမယ်အောက်ဆုံးမှာ link လေးရှိတယ်ဒါလေးနေလိုက်မယ်ပြီးတော့ဒါ guest name ပဲအောက်က parent name ပဲ guest app ပေါ့နော်ပြီးရင် flat ai store just one just now link ပေးမယ်ဒီ store လေးကိုသွားမှာဒီ store လေးမှာကျွန်တော်တို့က အဒီဗီဒီလန်ချောင်းရှာပေးရမှာဖြစ်ပါတယ်ဗျအဒီဗီဒီလန်ချောင်းရှာလိုက်မယ်အဒီဗီဒီလန်ချောင်းโอเคမဒီလန်ချောင်း get တွေ့ပြီဒါလေးကို install လေးမောင်းလေးနော်အဲ့တော့ခဏလောက်စောင့်မယ်โอเคဒါဆိုသူ install မောင်းနေပါပြီโอเคပြီးတော့ပြီးတော့ဖွင့်လိုက်မယ် open ပေါ်လာပြီ okay okay လေးပေါ့မယ် okay ပြီးမယ်နော် okay ဒါဆိုကျွန်တော်တို့ကဒီမှာအောက်မှာ Android ဆက်ရှိတယ်ဒါလေးကိုနှိပ်လိုက်မယ်เนาะ Android ဆက်နှိပ်မယ်ပြီးတော့ဒီအမဘောင်တစ်ခုကအပေါ်တစ်ခုနှိပ်လိုက်မယ်เนาะ Okay ပြီးအပေါ်ဆုံးဟာနှိပ်မယ်အပေါ်ဆုံးဟာနှိပ်မယ်အောက်မှာ star နှိပ်မယ် skin နှိပ်မယ် Okay ဒီနံပါတ်ခဏဆောက်မယ် Audio မှာ next တော့မယ်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 ကျွန်တော်တခြားဖုန်းစလုံးနဲ့သူ့ထဲကို copy ယူထည့်မှာเนาะအကောက်ကိုဂျီမေးအကောက်တစ်ခုကို copy ယူထည့်မှာဒီမှာ cancel နှိပ်မယ် next ဆက်သွားမယ်เนาะ Okay အဲဒါဆိုရင် use google ဆက်သွားမယ်နှိဆက်သွားမယ်နှိဆက်သွားမယ်ဒီနေ့မှာ okay သူ့ရဲ့ device နံပါတ်812အနောက်ကနေကျွန်တော်တို့တော့မတူဘူးเนาะကျွန်တော် message များဘာဘာဖြစ်မလဲမသိဘူးကိစ္စမရှိပါဘူးအဲ့တော့နောက်ထပ်နောက်ထပ်ဖုန်းသလုံးလိုမယ်เนาะနောက်ထပ်ဖုန်းသလုံးလိုမယ်အနောက်ဖုန်းသလုံးက gmail ထဲမှာဆိုတော့ဒီမှာ google ထဲမှာเนาะ google မှာ set my device ဆိုပြီးရိုက်ရှာမယ်နှိဆက်သွားမယ်เนาะ နေဆက်သွားပြီးတော့ဒီဘက်ကဖုန်းဝင်ရှာနေပါလိမ့်မယ်ကိုခဲ့သွားမယ်နော် Chrome မဟုတ်ဘူးနော်အဲဒီလိုပေါ်လာမယ်နေဆက်သွားမယ်နေဆက်သွားမယ်အဲဒါဆိုရင်ကျွန်တော်တို့ဒီအကောက်ကဟိုဘက်အဲဖုန်းတွေကိုပို့ပေးနေပါပြီ Okay ပေါ့နော်ကျွန်တော်တို့အဲဖုန်းဟောင်းတွေကနေဖုန်းသက်တွေပို့တယ်ပေါ့ဗျာနော်ကျွန်တော်ဖုန်းနံပါတ်ကောက်တဲ့အတူတွေရောက်သွားမယ်အဲ့တော့အော်ဒီမှာဒီမှာကတော့ password ပါတောင်းရင် password ပါပေးမယ်နော်တချို့ဖုန်းတွေကတောင်းတယ်တချို့လည်းမတောင်းဘူးဗျတောင်းရင်ပေးလိုက်မယ်ကိုယ့်ရဲ့ gmail ကောက်ပေါ့နော်ဒီဒီဘက်ကဒီဘက်ကကိုယ့်ရဲ့ဒီအသုံးနေတဲ့ဖုန်းတွေရဲ့ gmail password ပေါ့နော်အဲ့ဒါတော့သိမိထင်ပါတယ် okay ဒါဆိုသူ while လေးဒီ while လေးညမှာတော်တော်ဆောက်ရတယ်ပြန်နော် line line ကြနေတော်တော်ဆောက်ရလဲဒါဒါတော့ကျွန်တော်နည်းနည်းကြော်ထားလို့မို့တော့ message မှာကြည့်ရတာကြာနေမှာဆိုတော့ကျွန်တော်နည်းနည်းလေးကြော်ထားတယ် while လေးညတော်တော်ကြာတယ်ပြကျွန်တော်ဆို9မိနစ်10မိနစ်ကိုဆောက်လေးရတယ်တချို့အဲဆို15မိနစ်ကိုဆောက်ရလဲပြဒါလေးလို့ခဏဆောက်ပေးမယ်နော်ဒီကောင်ကကျွန်တော်ဖုန်းလေးရ data လေးအကောက်တွေကိုကျွန်တော်ဒီဘက်ဖုန်းကိုကူးပေးနေတာပေါ့နော် โอเคဒါလေးတော့ခဏစောက်ပြီးမြေဟိုခဘကပြပြထားတာတော့ကျွန်တော်ဖုန်းကင်မရာနဲ့မီးနဲ့ရိုက်ထားလို့ထားတာပါเนาะအဲ့တော့ဒီလေးကိုခဏစောက်ပြီးမြေဗျနည်းနည်းတော့စိတ်ရှိပါဗျာเนาะโอเคဒီလိုပေါ်လာလို့ရှိရင်ကျွန်တော်တို့က software နဲ့ setting ပဲပို့မယ် channel တွေအကုန်အမှန်ချစ်ဖြုတ်မယ်โอเคဖုန်းနံပါတ်တွေခွန်တက်တွေအကုန်လုံးကျွန်တော်တွေအမှန်ချစ်ဖြုတ်မယ်เนาะအဲ့ setting ရဲ့ app ရဲ့ပဲအမှန်ချစ်ပေးပြီးပို့မယ်เนาะ โอเคဒီလိုပို့လိုက်เนาะဒီဘက်ကလေးနေမယ်โอเคဒီမှာလဲ skip နေမယ်เนาะโอเคဒါဆိုရင်ဟိုကောင်ပို့တဲ့ကောင်ပြီးသွားပြီဒီဖုန်းဆက်လုပ်မယ် skip ဆက်သွားမယ်အဲဒါဆိုရင်ကျွန်တော်ရေဒါလဲ skip သွားမယ်အဲဒီမှာလဲ skip သွားကြည့်မယ်ဗျတခါကြလို့ရှိရင်ပြန်ထွက်တတ်တယ်နော် skip သွားမယ် skip သွားမယ် okay ကျွန်တော်ဒီကြော်ကြော်ကြည့်မယ်ပေါ့နော် skip နဲ့ ဲ့တော့ကျွန်တော်ဟိုဖုန်းကတော့မလိုတော့ဘူးเนาะကျွန်တော်ဒီဖုန်းမှာအသားလေးဆက်လုပ်ရုံပဲโอเคဒါဆိုရင်အဲ့လိုမျိုးအစနေပြန်သွားတယ်เนาะတချို့ပုံအစနေပြန်မသွားဘူး copy ကူးတာကြားနေတတ်တယ်အစနေပြန်ရောက်သွားတယ်ကိစ္စမရှိပါဘူးကျွန်တော်ဆက်ကြော်လိုက်ရုံပါပဲ wifi password ထည့်မယ်เนาะ wifi password မထည့်ရင်အောက်က next မပါဘူးเนาะအဲတခါကျတော့ရှင်အဲ့လိုအစနေပြန်ထွက်တတ်တယ်เนาะအဲကိစ္စမရှိဘူးဗျာเนาะဆက်သွားမယ်โอเคဒါဆိုရင်ဒီမှာအဲ့လိုဆက်မသွားရင် wifi password လေးအဲကျွန်တော်တွေထည့်ထားရင် ြုတ်မယ်ဖြုတ်ပြီးတခါပြန်ထည့်မယ်ပေါ့နော်ဒါကတော့ပြုတ်သွားတယ်ဆိုတော့ကျွန်တော်ပြန်ထည့်ကြည့်လိုက်မယ်โอเคကျွန်တော်ဒီမှာနှိမ့်ဆက်သွားမယ်ကျွန်တော်နှိမ့်ဆက်သွားမယ်နည်းနည်းကြော်ဆက်ကြော်ကြည့်မယ်နော်โอเคโอเคဒါရင်ကျွန်တော်ရေဒါလေးဆက်နှိမ့်လိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ထည့်တဲ့အောက်ဝင်သွားပါပြီအဲ့ဒါမိုးနှိမ့်မယ်အဆက်နှိမ့်လိုက်မယ် โอเคโอเคสกิสกินเนี่ยโจไล่มั้ยเนาะ I agree ตัวตัวไม่ปีเนี่ยตัวชุบนี่มั้ยจาเนี่ยมาสรุปปอนเนาะโอเคဒီมาလဲ skip points skip ตาနေပြီเนาะ skip ဒီနေပြီမယ် skip နေမယ် skip နေမယ် skip နေမယ်โอเคဒါဆိုရင်ပြီးသွားပါပြီဗျာเนาะပြီးသွားပါပြီအဲ့တော့ဒီညလေးမှာကျွန်တော်တွေလုံးဝ AC ဖြစ်သွားပါပြီအဲ့ဒါဆိုခဏစောင့်မယ်စောင့်ပြီးဒီညလေးနိမ့်နိမ့်တန်းနဲ့ပြီးသွားပါပြီဗျာ တော့ကျွန်တော်ခဏစောက်မယ်နော်ပြီးတော့ရင်ဘာဘာလုပ်ဖို့လိုလဲဆိုတော့ဖုန်းထဲမှာရှိတဲ့အကောက်ကိုထွက်မယ်ပြီးတော့ဖုန်း first reset တစ်ခေါက်ပြန်ချပေးရမှာဖြစ်ပါတယ်ဗျ Okay နော်ဒီမှာနော် okay ဒါဆိုပြီးတော့ပါပြီဖုန်းပြီးသွားရင်တော့ဖုန်းထဲမှာ setting နဲ့ဝင်မယ်ကျွန်တော်ခုနထည့်တဲ့အကောက်ကအကောက်ကိုကျွန်တော်ဟိုတလုံးထည့်တဲ့ကောက်ဒီထဲမှာရောက်လာတော့ကျွန်တော်ဒီကောက်ကိုနှိပ်မယ် အကောက်ကိုပြန်ထွက်လိုက်မယ်နော် rural mu အကောက်နေနေပြန်ထွက်လိုက်မယ်ဒါဆိုရင်အကောက်မရှိတော့ဘူးအကောက်မရှိတော့ရင် phone တစ်ခေါက် free reset ပြန်ချမယ် setting နဲ့ reset phone နိုင်မယ်အဲ့တော့ကျွန်မ reset ချလိုက်တာနဲ့ဖုန်းအားလုံး AC ဖြစ်တော့ပါပြီဗျဒါဆိုပြီးတော့ပါပြီဖုန်းကပိတ်ပြီးပြန်ပွင့်လာပါလိမ့်မယ်ဗျဒါလေးကိုတစ်ချက်စောင့်ကြည့်ရမှာပဲโอเคโอเคအဲ့ဆိုကျွန်တော်ခုဒါကျွန်တော် free freezer ချပြီးတော့ပြန်တက်လာပြီ တက်လာပြီဆိုတော့ကျွန်တော် next သွားမယ်အဲ့တော့ကျွန်တော်မြန်မာလေးရွေးလိုက်မယ်နော်မြန်မာပါတယ်နော်မြန်မာမြန်မာ okay ကျွန်တော်ဒီမှာမြန်မာရွေးလိုက်မယ် next ဆက်သွားမယ်အဲဒီမှာလဲ skin name မယ်တော့ single မရှိဘူးနော် okay ဒီမှာကျွန်တော်လောဆယ် wifi ဖွင့်လိုက်မယ် wifi password လေးထည့်မယ်နော် okay password လေးထည့်လိုက်မယ် ဲ့တော့ဒီမှာ password ထည့်တဲ့မှာ next ပေါ်လာပြီเนาะအဲဒီကလေး password ထည့်လို့ name မပေါ်ရင်ခဏပြန်ထွက်ပြီးတော့ပြန်ပြန်ဝင်မှာเนาะ next ပေါ်လာပြီအဲ့တော့ဒီမှာလည်း next ဒီမှာအမှန်ချစ်ပေးမယ်ပြီးတော့ next ဆက်သွားမယ်ဒီနေရာလေးတော့ခဏလေးစောက်ပြီးပြန်เนาะဒီနေရာလေးခဏစောက်ပြန်ရင်เนาะ line လေးလည်းကောင်းမှုလို့တယ်ဗျခဏစောက်ပါ okay ဒါဆိုရင် dot copy ပေါ်လာပြီ dot copy လေး name မယ် နော်ဒုကပီနေမယ်ဒီအဝိုင်းလေးခဏစောက်ပေးရမှာပြဒီအဝိုင်းနှောင်းဝိုင်းနည်းနည်းစောက်ပေးရတယ်နော်ဒီအဝိုင်းနှောင်းဝိုင်းနည်းနည်းစောက်ပေးမယ် Okay စောက်ပြီးတော့ဒီမှာဘာထူချလဲဆိုတော့ဒီမှာ skip ပေါ်လာပါပြီဒီမှာ gmail ကောက်ထဲဖို့တောင်းတယ်ဒီမှာ skip ပေါ်လာပြီ skip နဲ့ကြော်လို့ရပါပြီနော်တော့ skip နဲ့သွားမယ် Okay မိုးနေမယ် asset နေမယ် โอเคဒီဟာလေးကတော့အာကျွန်တော်ဖြုတ်ခဲ့ပါတော့နဖြုတ်ခဲ့ပါတကယ်လို့ဒီဟာအမှန်ချစ်သွားမယ်ဆိုရင်ဒါလည်းအကုန်လုံး set ထဲမှာ install လုပ်သွားလိမ့်မယ်ဖြုတ်လိုက်မယ်နော်โอเคပြေးလိုက်မယ်မစကစ်သွားလိုက်မယ်နော်စကစ်မစကစ်နေလိုက်မယ်โอเคပေါ့စကစ်သွားမယ်ဒီမှာလည်းစကစ်သွားမယ်โอเคဒါဆိုလို့ရှိရင်တော့အားလုံးပြီးတော့ပါပြီဗျဒါလို့ဆိုအားလုံးအဆင်ပြေမယ်ထင်ပါတယ်အဲ့တော့စင်မီဆိုဂျန်နစ်တဲ့နဲ့ Lion Square နေပြီးအပေးကြပါအောင်ဗျ ဲ့တော့ဒီဟာဒီဟာလေးရဆိုင်မှာသွားလုပ်မယ်ဆိုရင်အနည်းဆုံး2000 3000လောက်တော့ပေးရပါလေဗျကဲမေးစင်မြတ်သိရှိသွားပြီထင်ပါတယ်အဲ့တော့အကျိုးရှိတဲ့အစီအပြေ Lion Square နေပေးကြပါဦးဗျအားပေးကြပါဦးအားလုံးကျေးဇူးတင်ပါတယ်ဗျာ